တိုင်းတွေကလေတကယ်ကိုအကြံပေးဆက်တဲ့ကောင်းနေပြကျွန်တော်ရဲ့ဘရိုနီကာကဝမ်ချန်ပီယံရှစ်မှာခဏပွဲဆက်တိုက်နိုင်နေတဲ့ဂျူနီယာဖိုက်သက်စ်လေးကိုလုံးဝကိုပြအပြတ်သက်ကြီးထိုးပြလိုက်တဲ့အပြီးမှာတော့တိုင်းတွေကဘရိုနီကာကိုမချေနှက်တော့ဘူးเนาะသူတို့ရဲ့ဖိုက်တာကလုံးဝကြီးကိုမျက်နှာကဆုပ်ပြတ်တက်သွားပြီဆေးုံမှာတော့3-4ရက်လောက်ဆေးကုသလိုက်ရတဲ့အခါကျတော့တော်တော်လေးကိုသူတို့စိတ်ထဲမှာအခဲမကြီးဖြစ်နေပါတယ် ဒါကြောင့်မလို့ကျွန်တော်ရဲ့ Bronica ကို One Championship မှာရှုံးပွဲလေးမရှိလက်ရှိ Kickboxing Champion ကြီးလေးဖြစ်တဲ့ယောက်ျားလိုတန်ပါရက်ဖက်ကြည့်ကြနဲ့ Bronica ကိုထိုးခိုက်မှုတော့ YSU ကိုဖြစ်တဲ့ Chatri ကိုတောင်းဆိုလိုက်ကြပါပြီ Junior Feathers ကို အလဲထိုးပြထားတော့သူတို့ဘက်က Time Fighter နဲ့ပဲ Bronica ကိုပြန်ပြင်းခိုင်းချင်နေကြတဲ့အချိန်လေးပါ ဘရော့ကတမ်းမာလုံးနဲ့ယောက်ျားလေးတွေလို့အားကြီးတယ်။သူနဲ့ပုံစံသူဖြစ်တဲ့ဖက်ချီချာနဲ့ပေးတွေ့မှအဆင်ပြေမယ်ဆိုပြီးတော့ Time ပရိသတ်တွေကအကြီးကျယ်ကိုတောင်းဆိုနေကြပြီလေဖြစ်ပါရယ်။တကယ်တကယ်မှာတော့ Stan FedEx လည်းရှိပါသေးတယ်။ဒါပေမဲ့ Stan FedEx ရဲ့ဒူတန်ရာကတော်တော်လေးကိုဆူရနေတာဖြစ်တဲ့တော့ပွဲပြန်ထူဖို့တော့လုံးဝကိုမသေးချာတော့ဘူး။ဖက်ကြီးကြကလလောဆယ်မှာခစ်ပေါ်စင် ချန်ပီယံမှာဝမ်ချန်ပီယံရှစ်မှာသူကခဏပွဲထိုးထားပြီးခဏပွဲစလုံးကိုအနိုင်ရရှိထားတာဖြစ်တယ် နောက်ကောက်ပါဝါကတော်တော်လေးကိုဂျမ်းပါရီเนาะကျွန်တော်တို့ခနပွဲထိုးတာမှာလေးပွဲကို TKO နဲ့အနိုင်ရထားရပြီဖြစ်ပါရီယောက်ျားလေးလိုပဲတော်တော်လေးကိုတန်ပါရီဒါကြောင့်မလို့ဘရိုနီကာကိုเนาะသူတို့ရဲ့ဖက်ချီချားနဲ့ဗျာစုံးမခိုင်းစီချင်းနေကြရတဲ့ဘောပဲတော်တော်လေးကိုအကျံပက်ဆက်ပါရီဘိုးဖြစ်ဖြစ်ပါကျွန်တော်တို့ဘရိုနီကာရဲ့2.0 version ကိုတနိုင်ကလုံးဝပြစ်သက်တွေတွေးပြီးသားဖြစ်မှာပါဘရိုနီကာကတော့ဘယ်သူနဲ့မဆိုရှင်းပြိုင်ထိုးသက်ရေးတဲ့အခြေအနေကိုရောက်ရှိနေပါပြီ ဆက်လက်ပြီးတော့ကောင်းမွန်တဲ့ပအဝန်ချင်းနဲ့အခုတိုင်းမဲ့ဆက်လက်ပြီးတော့လေ့ကျင့်ပြီးနီးစတင်ပိုင်းမှာအဖြစ်မယ်ဆိုရင်ကျွန်တော်ရဲ့ Bronica ဟာဆိုရင်လည်း Champion လမ်းကြောင်းဖို့ကို ရောက်နိုင်မယ်ဆိုတာကတော့လုံးဝလုံးဝကိုအသေးချပါပြီเนาะအခုသူတို့ပြောနေတဲ့ PUBG ကြားကလည်း Kickboxing Champion ဆိုပေမဲ့ Muay Thai လည်းထိုးပါတယ်เนาะကံမသိလို့ရှိရင်เนาะ Thai ပြည်သက်တွေတောင်းဆိုတာကဘာမှမဆိုဖြစ်သွားနိုင်တယ်เนาะဒါပွဲတွေတော်တော်များများက Thai ပြည်သက်တွေတောင်းဆိုတာများရင်တဲပေးတာကြီးပဲဗျာ တော့ပြစ်တဲ့တောင်းဆိုလုံးတာများရင်တော့မဖြစ်နိုင်ဘူးလို့မပြောနိုင်ဘူးเนาะကျွန်တော်စောင့်ကြည့်ရမှာပါ